ိုကသူများစီရတခုခုလိုချင်တာပဲဖြစ်ဖြစ်တခြားတယောက်ကရောကိုစီရသူတို့ရဲ့အကျိုးစီးပွားအတွက်တခုခုလိုချင်တာပဲဖြစ်ဖြစ်လာချင်းကတ်တဲ့အပေါ်မှာအပေးနဲ့အယူမျှတည်၍တကူကောင်းဆန်တဲ့လူလိုမဆွတ်ဆွဲဘူးလူတွေကတော့သူတို့အကျိုးစီးပွားအတွက်တခုခုလိုချင်ကြတဲ့လူတွေကြီးပဲအားလုံးပဲမင်္ဂလာပါသူမရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဘက်မှာ ကျမပြောမယ့်အကြောင်းအရာက best interest ပေါ့နော်အမ်မြန်မာလူဘာသာပြန်ရင်တော့အကျိုးစီးပွားဆိုရဲ့ စကလုံးထွက်မယ်လို့ထင်တယ်ဗျနော်ကျမတို့မြန်မာတွေကပေါ့နော်စကားပြောတဲ့ခါကျရင်အရင် humble ဖြစ်အောင်ပေါ့တတ်နိုင်သမျှအရန်ကိုကောင်းတဲ့လူပေါ့နော်ဟိုအပြစ်ကင်းတဲ့လူနှိမ်ချတဲ့လူအဲ့လိုဖြစ်အောင်ကျမတို့အရန်ကြိုးစားကြရဲပေါ့အဲ့တော့အဲ့လိုမျိုး point of view ကကြည့်ရင်ဒီအကျိုးစီးပွားဆိုတဲ့စကလုံးမျိုးငွေကြေးရေးဆိုတဲ့ဟာမျိုးအဲ့ဒါတွေပြောလိုက်ရင်လူဆိုးပဲဖြစ်သွားသလိုလို အတ္တကြီးတဲ့လူပဲဖြစ်သွားသလိုလိုဟို negative ဖက်ကိုနည်းနည်းလေးယောက်သွားတယ်ပေါ့နော်အမှန်ကတော့ဒီစကလုံးတွေကအဲ့လိုမျိုးဟိုဒီလိုပြောလိုက်လို့ရှိရင်အရန် negative ဖက်ကိုယောက်သွားတယ်တကူကောင်းဆန်တဲ့ဖက်ကိုယောက်သွားတယ်လို့တွေးစရာလိုတာမျိုးတွေတော့မဟုတ်ပါဘူးဆိုတော့ဒီနေရာမှာလဲကျမကလူတွေရဲ့အကျိုးစီးပွားကိုကြည်တတ်တဲ့ဒီ best interest ဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါလေးကိုကျမအာဥပမာလေးတစ်ချို့နဲ့ပြောချင်တာဖြစ်ပါတယ်လူတွေက အကျိုးစီးပွားကိုကြီးတက်ပါတယ်။ကျွန်မအပါဝင်ပါပဲ။အာကြည့်ကြပါတယ်ပေါ့နော်။ဆိုအကျိုးစီးပွားလို့ပြောတဲ့နေရာမှာဒါကငွေကြေးတို့အောင်မြင်မှုတို့ဟိုကောင်းမွန်တဲ့ network တို့အမ်အဲ့ဒါကိုကြီးပဲပြောတာမဟုတ်ပါဘူး။ဥပမာ emotional connection လို့မျိုးเนาะသူနဲ့ကိုယ်နဲ့ချိတ်ဆက်မှုရှိတယ်၊စကားပြောလို့ရတယ်၊မိတ်ဆွေဖြစ်လာနိုင်တယ်၊ခင်လွယ်တယ်အဲ့ဒါမျိုးတွေလည်းပါပါတယ်ပေါ့နော်။နောက်တစ်ခုက အာပါတနာခေါင်းဖြစ်တယ်ပေါ့နော်ဒါဟာစီးပွားရေးပါတနာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အလုပ်ပေါ့စီးပွားရေးပါတနာဆိုတာဒါ business တစ်ခုအတူပူးပေါင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုပ်ခွင်ထဲမှာဆိုလို့ရှိရင်တော့လုပ်ဖို့ကင်ပတ်အချင်းချင်းเนาะဟိုသူနဲ့ကိုနဲ့ဒါအဆင်ပြေတယ်ဆိုလို့ရှိရင်အလုပ်လုပ်ရတာလွယ်မှာပဲစသဖြင့်ပေါ့အဲအဲ့ဒါမျိုးတွေလည်းပါတယ်အဲနောက်တစ်ခုကတော့ဥမာ life partner လို့ဟာမျိုးလဲပါတယ်ဗောနော်အဘဝလက်တွဲဖို့ရွေးရဲဆိုတဲ့နေရာမှာလဲအဲဒီလူကိုကြည့်လိုက်လို့ရှိရင်တော့ကိုနဲ့ ဘဝတသက်တာမှာရှေ့ကိုဆက်ပြီးတော့သွားဖို့အတွက်ကတော်တော်လေးအဆင်ပြေမဲ့ပုံတွေ့တယ်ဒါမျိုးပေါ့ဒါ ው တချို့ဟာဟို husband material wife material ဒီလိုလည်းပြောကြတာရှိတယ်ဒါမှမဟုတ် boyfriend material girlfriend material ပေါ့နော်ဟို boyfriend တော်ချင်းစရာကောင်းတယ် girlfriend တော်ချင်းစရာကောင်းတယ် quality တခုပေါ့နော်ဒီလူကိုကြိလိုက်လို့ရှိရင်သူ့ရဲ့နောင်လာမဲ့ဒီအာဒီနူနဲ့ကိုနဲ့ဆက်ဆံရေးမှာ တခုခုနှစ်ဦးနှစ်ဖက်ကိုအမျက်ထွက်စေတဲ့ကောင်းစေတဲ့ဟာတခုခုရှိတဲ့အတွက်ကြောင့်မလို့ဩဒီလူနဲ့ဆက်ပတ်သက်ဖို့ကြိုးစားရတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါအာသူက best interest လို့ပြောချင်တာပေါ့အဲ့တော့ငွေကြေးအကြောင်းပြောချင်လည်းရတယ်ငွေကြေးအောင်မြင်မှုโอเคဒီလူနဲ့ကိုယ့်ရဲ့ network ထဲမှာဒီလူရှိနေရင်တော့ဖြင့်ကောင်းတယ်ပေါ့เนาะကောင်းတယ်တစ်ချိန်ချိန်မှာအကူအညီလည်းရနိုင်တယ်အဲအဲ့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်အလုပ်တွေဘာတွေရနိုင်တယ်လို့တွေးကြတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါမျိုးတွေလည်းပါတယ်ပေါ့နော်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အကြောင်းတွေလည်း ပါရင်ပါမယ်ပေါ့နောက်ဆုံးကွယ်နော်လူတစ်ယောက်နဲ့တစ်ယောက်ကြည်လိုက်တဲ့အခါကြာလို့ရှင်โอเคသူကြည်ရတာငါနဲ့တော်တော်လေးတိုက်တူတယ်ပေါ့နော်ပြောတဲ့စကားလုံးတွေလည်းတူတယ်အတွေ့အကြုံတွေလည်းတူတယ်ပေါင်းလို့ကောင်းမှာပဲပေါ့နော်ဥမာကော်ဖီလေးပါလေးတောက်တောက်ကြမယ်နော်အာအာအင်ဂျီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်တွားပြီးတော့ကြည်ကြမယ်ဟေ့လို့ချိန်းစရာတငယ်ချင်းလိုတဲ့အခါဆက်သွယ်လို့ကောင်းမဲ့လူမျိုးပဲ तू อ่ะအဲ့တော့ငါမိတ်ဖွဲ့ထားလိုက်မယ် ်เนาะနောက်ကြာငါတို့ hangout လုပ်လို့ရတယ်အဲ့ဒါလဲ best interest တမျိုးပါပဲဘလို best interest လဲဆိုတော့ friend material ပေါ့เนาะတငယ်ချင်းဖြစ်လာနိုင်ခြေရှိတဲ့မိတ်ဆွေဖြစ်လာနိုင်ခြေရှိတဲ့အလားအလာမို့လို့ဒါလဲသူစီကလိုချင်တာတစ်ခုခုပဲဘာလိုချင်တာလဲဆိုတော့ companionship လို့ခေါ်တဲ့အဖော်အပေါင်းလိုချင်တာပေါ့စသဖြင့်လူတွေမှာအဲ့ဒီ best interest ဆိုတာရှိပါတယ်အဲ့ဒါဟာတကူကောင်းဆန်တာသူ့ပတ်ပဲသူတွတ်တာအဲ့လိုမဟုတ်ပါဘူးဒါကအပြန်လှန်ပါပဲအဲတယောက်နဲ့တယောက်က best interest က အာရှိကြပါတယ်တချို့ကလည်းဒီဥစ္စာကို consciously နားလဲတဲ့လူရှိတယ်သဘောပေါက်တယ်ပေါ့နော်ကိုယ့်ရဲ့ best interest ကဘာလဲဆိုတာကိုသဘောပေါက်တယ်တခုခုကိုကြည်လိုက်ရင်တယောက်ယောက်ကိုကြည်လိုက်ရင်ကို့မှာဘလို့လိုအပ်ချက်ကိုဒီလိုမြင်လိုက်တာ ਨੇ ရှိတယ်ဆိုတာကိုကိုယ့်ကိုသဘောပေါက်တယ်အဲ့လိုပဲတစ်ဖက်လူရဲ့ best interest ကိုလည်း identify လုပ်နိုင်တယ်သဘောပေါက်တယ်ပေါ့နော်သူဘာလူချင်းလဲကိုသိတယ်စသဖြင့်ပေါ့ဒီလိုအပြန်လှန်အာ consciously အသိစိတ်ကကို identify လုပ်နိုင်တဲ့လူလည်းရှိရဲ့တချို့ကြတော့အဲ့ဒါကိုမသိဘူးပေါ့နော်အဥမာဒီလူကိုကိုခင်လိုက်တယ်ဆိုတာဟာဒီလူနဲ့ကိုနဲ့ potentially မိတ်ဆွေတငယ်ချင်းဖြစ်လာလို့ရှိရင် hang out အတူတူလုပ်လို့ရတယ်စိတ်တူကိုတူဖြစ်တယ်เนาะကြိုက်တာလေးတူတယ်เนาะဥပမာခီးသွားတာကြိုက်တာတူရင်အတူတူချိန်ပြီးတော့ခီးသွားလို့ရတယ်အဲ့ဒါ best interest အကျိုးစီးပွားကိုကြည့်ခြင်းတစ်မျိုးပါပေါ့နော်ကျမပြောလိုက်တဲ့အကျိုးစီးပွားဆိုရဲ point of view ကနေမမြင်ဘူးပေါ့နော်မကြည့်မကြည့်တတ်တဲ့ consciously ကောင်းထဲမှာအဲ့လိုမျိုးမတွေးဖြစ်တဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် okay ဆိုတော့မေးချင်စရာကဘာဖြစ်လို့ကျမကဒီအကြောင်းကိုပြောတာလဲပေါ့ i mean why this is interesting ဘာဖြစ်လို့ဒါစိတ်ဝင်စားစရာကောင်းတာလဲဘာဖြစ်လို့ topic တစ်ခုအနေနဲ့ပြောဖို့အထိတန်ရတာလဲဒီလိုမေးစရာရှိတာပေါ့အဲ့တော့အဲ့မေးခွန်းကိုကျမဖြေချင်ပါတယ်ဘာဖြစ်လို့ကျမဒီ topic ကိုရွေးလဲဆိုတော့ကိုယ့်ရဲ့ best interest ကနော် လူတယောက်အပေါ်မှာဘာလဲဆိုတာကိုသိလို့ရှိရင် expectation management လို့ခေါ်တဲ့သူစီကကိုဘာကိုမျှော်လင့်တင်လဲကိုဘာကိုမျှော်လင့်ရမလဲဆိုတာကိုတွေးတဲ့အခါလွယ်ကူစေတယ်ဒါကတခုဒါကိုဘက်ကပေါ့ကိုဘက်ကဘာဆိုတော်တော်များများအဲ့ဒီအချက်ကိုသိပြီးမသိကြဘူးဒါ self awareness လို့လည်းခေါ်မှာပေါ့ကိုကကိုနားလဲခြင်းတမျိုးပေါ့နောက်တစ်ခုကကြတော့တပတ်လူရဲ့ best interest ကိုသိရင်တော့ you are ဆရာပဲအဲ့ဒါတော်တော်လေးအဆင်ပြေစေလိမ့်မယ် မကောင်းတဲ့နီးလန်းနဲ့အတုံးချရင်ဘဲအရာပဲဖြစ်ဖြစ်မကောင်းတဲ့ဘက်ကိုရောက်သွားမယ့်ဟာတွေအများကြီးရှိတယ်။ဆိုတော့အခုကျွန်မပြောတဲ့ဟာကလည်းကောင်းတဲ့အရာအတွက်အတုံးချရင်တော့ကောင်းတာဖြစ်မယ်ပေါ့နော်။မကောင်းတဲ့အရာအတွက်အတုံးချရင်တော့လည်း is up to you ။ခုနကအာဒီကျွန်မပြောသွားတဲ့ကိုဘက်ကသာ လူတယောက်စီမှာဘာလိုချင်လဲဆိုတာကိုသိရင် expectation management ဆိုတာလွယ်ကူမယ်ဆိုတဲ့အရာပေါ့နော်။အဲ့ဒါကဘယ်လိုမျိုးပြောတာလဲ။ မိတ်ဆွေတငယ်ချင်းတွေနဲ့ပေါင်းတဲ့အခါပေါ့နော်ကျမတို့ဒီဆယ်ကျော်သက်အဲ့လိုမျိုးပေါ့ဒါမှမဟုတ်20ဆွန်းဆွန်းလေးအငယ်လေးတွေပေါ့လေအဲ့လိုအရွယ်တွေမှာကြတော့အပေါင်းသင်းဆိုတာဟာအရန်ကိုတွေ့တာစရာခင်မင်စရာမရှိရင်မဖြစ်တဲ့မနေနိုင်တဲ့တယောက်တည်းနေလို့မရတဲ့အဲ့လိုအနေထားမျိုးဖြစ်တတ်ကြတယ်ဒါပေမဲ့ကျမတို့လိုအရွယ်တွေဆိုလို့ရှိရင် ဒါကျမ30ကျော်ပါပြီ။ဒါပေမဲ့30ကျော်မှမှပြောရမဟုတ်ဘူး။ကျမစိတ်ထဲ20ရဲ့အဆုံးပိုင်းသားဥမာ29 30ဒီပတ်ဝန်းကျင်နေပေါ့။ဆိုတော့25လောက်ဆိုလို့ရှိရင်လူတွေက quarter life crisis လာတတ်ကြတယ်ပေါ့။ဟာငါမဖြစ်သေးဘူးလားငါလမ်းကြောင်းတစ်ခုပုံမရောက်သေးဘူးလားအဲ့25ကနေ30ပတ်ချလဲလောက်မှာနည်းနည်းလေး freak out ဖြစ်တဲ့အချိန်လေးရှိရဲ့အဲ့ခါကျရင်အကယ်၍များနော်ဒီ20ဆွန်းဆွန်းမှာ20ကနေ25အတွင်းမှာတိတ်မကြိုးစားခဲ့ဘူးဆိုရင်အဲ့ဒီ25ကနေ30အတွင်းမှာ အဲ့မှာဝုံတိုင်းကျဲထပြီးတော့လှုပ်တော့မှာနေပါဦးငါဘယ်ရောက်ပြီလဲသူများတွေတော့ဘယ်နှရောက်နေကြပြီငါရောငါရောဆိုရက် freak out ဖြစ်တဲ့ quarter life crisis လာမယ်ပေါ့30ကျော်ကျမတို့အရွယ်35 40ပတ်ချလဲဆိုရင်တော့ mid life crisis တွေလာမယ်ပေါ့နော်ဆိုတော့သူ life မှာသူ့အနေနဲ့သူအဲ့လိုမျိုး crisis လေးရှိတယ်သူများတွေဒီရောက်နေပြီငါမရောက်သေးဘူးလားပေါ့အဲ့ဒီအရာတွေဖြစ်တဲ့အချိန်မှာကျတော့အပေါင်းအသင်းဟာကျမတို့ဟိုးငငယ်တုန်းကလူမျိုးတစ်ချိန်လုံးတပူးပူးတကက်ကက်ဟန်းကောက်လုတ်တဲ့အနေအထားမျိုးတိတ်မဟုတ်တော့ဘူးပေါ့ အဲ့လို stage ကဒီချိန်မှာကြော်ပြီပေါ့နော်ဟို30ပတ်ချာလဲပဲထားပါတော့နော်ကျမတို့ကျမတို့စီကလူငယ်တွေကြတော့အိမ်မှာလဲဒီမိဘအုပ်ထိန်မှုအောက်မှာတော်တော်အချိန်ကြာအထိနေကြတဲ့အတွက်ကြောင့်မလို့ဟို session နဲ့တော့တွက်လို့မရတော့ဘူးကျမစိတ်ထဲ20ကျော်22လောက်အထိကို international session နဲ့တွားပြီးနည်းနည်းညီမဲ့သဘောရှိရပေါ့ကျမ25နောက်ပိုင်းကိုပဲပို့ပြီးတော့ပြောခြင်းတယ်အဲ့ချိန်မှာတော့နည်းနည်းလေးကိုကလည်းလွတ်လာတယ်ပေါ့နော်အိမ်ကနေလွတ်လာတယ်ပြီးတော့ ကိုကကိုလည်းကို life plan တွေပါစဉ်းစားတဲ့အချိန်ဟာအဲ့နောက်ပိုင်းကြမှာရောက်လာတယ်လို့ကျွန်မ observation အရာတော့တွေ့ရတယ်နော်လူတိုင်းအတွက်တော့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ so အဲ့ဒီခါကျတော့အပေါင်းအသင်းဒီ is not necessarily everything အဲ့တော့အပေါင်းအသင်းထားတယ်ဆိုတဲ့နေရာမှာမတူတဲ့ဟိုရည်ရွယ်ချက်လေးရှိကြတယ်ပေါ့တချို့အပေါင်းအသင်းတွေကအမ်ကျမတို့သွားမဲ့ direction တူတယ်ပေါ့နော်ကိုနဲ့ ambitious ဖြစ်တဲ့ level ချင်းတူတယ်ကို ambitious ဖြစ်တဲ့ level လောက်သူလည်းဖြစ်တယ်သူနဲ့ကိုနဲ့အတူတူဥပမာ networking meeting တွေတွားကြမယ်ဆိုသူလည်းစိတ်ဝင်စားတဲ့အရာမျိုးကိုလည်းစိတ်ဝင်စားတဲ့အတူတူတွားကြမယ်ဒီလိုမျိုးအပေါင်းအသင်းတသက်ရှိတယ်ဒါမှမဟုတ်ဟိုးတက်ကတူတွေကပေါင်းလာတာစကားပြောလို့အရန်အဆင်ပြေတယ်ငယ်ပေါင်းကြီးပေါ်တွေမို့လို့အတွင်းသည့်အစင်းသည့်အကုန်ပြောလို့ရတယ်ဒီလိုငွေချင်းမျိုးတသက်ရှိတယ်အဲ့လိုမျိုးပေါ့နော်အမ် ဒါမှမဟုတ်ကိုနဲ့ career တူတယ်ပေါ့ရုံးမှအတူတူအလုပ်လုပ်ကြရတယ် quality တွေဖြစ်ရင်းကနေတငယ်ချင်းဖြစ်လာတယ်အဲ့တော့ရုံးចောင်းဘာညာဒါမှမဟုတ်လေကိုနဲ့ industry တူတဲ့အတွက်ကြောင့်မလို့ကို industry အလုပ်ခွင့်ចောင်းစကားပြောလို့ရတယ်အဲအဲ့လိုအဲ့လိုမိတ်ဆွေမျိုးเนาะတငယ်ချင်းဖြစ်သွားတဲ့မိတ်ဆွေမျိုးအဲ့လိုမျိုးလဲရှိကောင်းရှိမယ်အဲ့လိုမျိုးမတူတဲ့ဒီ circle တွေပေါ်လာတယ်ပေါ့เนาะဒီရွယ်တွေမှာတော့အဲ့ခါကြာလို့ရှိရင်ကိုရဲ့ best interest ကိုနားလဲတဲ့အခါဒီလူတွေ ਨੇ relationship တည်ဆောက်ရတာလွယ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကဒီလူစီကနေလိုတာက network သူနဲ့ကိုနဲ့ network ချင်းတူတယ်အဲသွားတဲ့ဒီပုံစံ hangout လုပ်တဲ့ပုံစံတွေတူတယ်ဒီ network ထဲကနေပြီးတော့ကောင်းမွန်တဲ့ဒီ advantage တွေပေါ့နော်အကျိုးရလဒ်တွေရနိုင်တဲ့အတွက်ကြောင့်မလို့ network လုပ်ကြတာအဲ့ဒါဆိုလို့ရှိရင်ကိုရဲ့သူ့ပေါ်မှာထားတဲ့ interest က network ပဲ let's focus on that အကယ်၍များသူကကိုယ့်ရဲ့တခြား activity တွေဖြစ်တဲ့ဥပမာအတင်းပြောတာတိတ်ဆိတ်ဝင်စားတဲ့လူမျိုးပေါ့နော်သူ့အကြောင်းကိုယ့်ရဲ့မိသားစုတွေအကြောင်းပြောလို့ရှင်အော်ခေါင်းကဘယ်ဘယ်ရောက်လို့ရောက်နေမှမသိလေလူမျိုးစိတ်ဝင်စားဘူးပေါ့တိတ်အရင်သွားပြောလို့မရအောင်နားမထောင်ပေးဘူးအဲ့လိုမျိုးပဲဖြစ်ဖြစ်တခြားအဲ့လိုဟိုနည်းနည်း pleasure activity တွေဖြစ်တဲ့အာဘာလီသွားကြမယ်လာတချင်းလေးဘာလီသွားဆိုကြမယ်ဒါမျိုးတွေတိတ်စိတ်ဝင်စားဘူးသူကလုံးဝ ambition တမ career မှာ career ဒီလိုလူမျိုးတွေရှိမယ်။ဒီလိုလူမျိုးနဲ့ hang out လုပ် your interest ကသူစီကယူမျော်လင့်တဲ့ best interest တွေ network လို့ချင်တာ။ let's stick to that ။ तू ကငိုတဲ့အဲ့ဒီအဲ့ဒီအဲ့ဒီ line ။သူ့ကိုကိုနဲ့ဒီနေရာမှာတကွေ့လာပြီးတော့ဆုံကြရဲဆိုတာနဲ့ပဲ။ကိုရဲ့ပပလေတော့ interest တွေအကုန်လုံးဟာသူနဲ့တွားပြီးတော့တူစရာမလိုဘူး it's fine သူလည်းတွက်နေသူလုံးစရာရှိရလုံးလိုက်မယ် ကိုလဲကိုရဲ့ life မှာတခြားသော activity တွေရှိတယ်အကန့်ခွဲထားလို့ရတယ်ပေါ့ပြောချင်တာဒါမျိုးပေါ့နောက်ခုနကအလုတ်ခွင့်ရတငယ်ချင်းပဲထားပါတော့တချို့ကမနက်9:00နာရီယုံလာတယ်ည9:00နာရီညနေ9:00နာရီယုံဆင်းသွားတယ်အဲ့ဒါပဲသူ့ရဲ့ life နဲ့ပတ်သက်ပြီးတော့ဒီထက်ပိုပြီးနောက်ထပ် corporate ladder မှာနောက်တဆင့်တက်ဖို့ဘာညာဘာလုပ်ငန်းလုပ်ဖို့ကိုယ်ပိုင်လုပ်ငန်းအဲ့ဒါမျိုးတွေမစင်သားဘူးဒါသူ့ဘဝလေးနဲ့သူကသူကြေနပ်တယ်အဲ့တော့ယုံမှာတော့ ဟိုကိုနဲ့သူနဲ့အလုပ်တူတူလုပ်လို့ရတယ်အဆင်ပြေတယ်เนาะဟိုယုံချောင်းဘာညာပြောလို့ရတယ်ဒါပေမဲ့လည်းကဲကိုရဲ့နောက်တစ်ဆင့် career နောက်တစ်ဆင့်အတွက်လာငါတို့မှာဟိုမှာ networking meeting ရှိတယ်နေငါနဲ့အတူတူလိုက်တက်ပါလားဆွဲခေါ်လို့မရအောင်စိတ်ဝင်စားအောင်စနေတနင်္ဂနွေဆိုလို့ရှိရင်ကသူ့မှာအိမ်တော်ရှိရင်လည်းသူ့မိသားစုနဲ့ပဲသူကအချိန်ကုန်ပါအဲ့ခါကျရင်လည်းဟဲငါကဒီလောက်ကြီးပွားရေးဟိုတိုးတက်ရေးအတွက်ခေါ်တဲ့ဥစ္စာကိုနေကဘာဖြစ်လို့မလိုက်ရတာလဲ ambitious မဖြစ်ဘူးအာ ဲ့လိုမျိုး judge လုပ်လို့မရဘူးသူ့မှာလည်း तू तू သူ့ရဲ့ interest နဲ့ तू ရှိတယ်ပေါ့အဲ့တော့ကိုက तू နဲ့သူ့စီကနေပြီးတော့ကိုလိုချင်တဲ့ကိုရဲ့ best interest ကယုံမှာကိုအတွက်မိတ်ဆွေကောင်တယောက်ပေါ့နော်ဟိုစကားပြောလို့အဆင်ပြေတယ်တခုခုအကူအညီလိုလို့ရှိရင်လည်းကိုဘတ်တော်သားရမယ်ယုံမှာပေါ့နော်မိတ်ဆွေပေါင်းတင်ရှိနေလဲနေပြောတာပေါ့ယုံမှာလည်းယုံဆိုပေမဲ့လည်းကိုနဲ့ခင်တဲ့လူရှိရင်ယုံတယုံမှာနေပြောတယ်ဒီလိုရှိကြတာ哦 so that's your best interest and let's stick to that ဆိုလိုချင်တဲ့သဘောကသူ့စီကကိုဘာလိုချင်တာလဲဆိုတဲ့ဟာကိုသိတာကလည်းအဲ့ဒီလူနဲ့ကိုနဲ့ရဲ့ relationship ကို ကောင်းစေတယ်ဘာလို့ကောင်းစေတာလဲဆိုတော့ expectation management ကောင်းတယ်သူ့စီကကိုလိုချင်တာဒါဆိုရင်အဲ့ဒီဟာရနေကြေနပ်လိုက်သူရဲ့ type မဟုတ်တဲ့တခြားဟာတွေကိုလိုက်ပြီးသူ့ကိုစီယုံပြီးတော့မရတဲ့အခါစီယုံတာပြဿနာမရှိဘူး မရတဲ့အခါကျရင်ဟဲ့နင်ငါအဖို့ခေါ်တာမရပါလားဟိုကငါနဲ့ဒီရင်းနှီးမြုပ်နှံမှုလေးတခုလှုပ်ချင်တာငါငါဘက်ကကန့်လန့်တဲ့ဟာနင်ကငင်းပါလားဒါမျိုးတွေသွားပြီးတော့အာသွားပြီးပတ်စီရရှုပ်စီရမရှိဘူးပေါ့နော် try တာ try လို့ရတယ်နော်မ try နဲ့လို့ပြောတာမဟုတ် try လို့ရတယ်အာဒါပေမဲ့လေလူတွေမှာသူ့ရဲ့ရွေးချယ်ခွင့်သူအဆင်ပြေတဲ့သူ comfortable ဖြစ်တဲ့ပုံစံနဲ့သွားခွင့်ရှိတယ်ကို interest က ီလူစီကနေလိုဂျင်တဲ့ network ကိုရနေရဆိုရင်တခြားအရာမှာသူကို reject လုပ်လိုက်ရင်လည်းနားလည်ပေးလိုက်တော်ပြီးစိတ်ကောက်တာတွေဟိုစကနာထိုးတာတွေတော့မလုံနေပေါ့နော်အဲ့စိတ်ကောက်တာတွေစကနာထိုးတာတွေကဘယ်ချိန်မှဖြစ်လာလဲဆိုတော့အဲ့ဒီခုနက best interest ကိုနားမလဲတဲ့အတွက်သူစီကကိုထားတဲ့ expectation ကိုလည်းကိုဟာကိုနားမလဲတဲ့အခါကိုရဲ့ expectation ကြီးတဖြည်းဖြည်းမြင့်လာပြီးတော့လိုချင်တာမဖြစ်တဲ့အခါကိုကိုတိုင်းတော့မသိလိုက်ဖ ೇನೆ သူ့အသွားပြီးအဲ့ဒါမျိုးလှုပ်ဖြစ်တာမျိုးတွေဖြစ်တတ်တယ်ဒါက ကိုယ့်ရဲ့ interest ကိုလည်းကိုယ့်အကူနားမလဲတာပေါ့နောက်တစ်ခုကတော့တစ်ဖက်လူရဲ့ interest ကိုနားမလဲတဲ့ကိစ္စပေါ့အဲ့ဒါကလည်းအရင်အရေးကြီးတယ်ပေါ့နော်တစ်ဖက်ကလူကကိုယ့်စီကဖားလို့ကျင်တာလဲပေါ့ဒီနေရာမှာလည်းကျမရဲ့ video တွေတော်တော်များများကိုကြည့်ရင်သဘောပေါက်ကြမယ်ထင်တယ်ပေါ့နော်ကျမကကိုကသူများစီကတစ်ခုခုလိုချင်တာပဲဖြစ်ဖြစ်တခြားတယောက်ကရောကိုစီကသူတို့ရဲ့အကျိုးစီးပွားအတွက်တခုခုလိုချင်တာပဲဖြစ်ဖြစ်လာချင်းကတ်တဲ့အပေါ်မှာအပေးနဲ့အယူမျှတည်၍ဘသူ့ကိုမှအာ တကူကောင်းဆန်တဲ့လူလိုမဆွတ်ဆွဲဘူးဘာလို့လူဒါလူတဘာဝပဲဖွင့်ပြောတာနဲ့မပြောတာပဲကွာတခုလူတွေကတော့သူတို့အကျိုးစီးပွားအတွက်တခုခုလိုချင်ကြတဲ့လူတွေကြီးပဲနော်အဲ့နေရာမှာကိုယ့်အကျိုးမယုတ်အောင် လုပ်ရင် သူလည်းအကျိုးရှိကိုလည်းအကျိုးရှိရင်တော်ပြီလို့ဒီလိုပဲတွေးတာပေါ့နော်အာဒါကြောင့်မို့လို့ကျမကိုယ်တိုင်ကလည်းတခြားလူနဲ့ပတ်သက်မှုတစ်ခုခုမှာအလုပ်တစ်ခုလုပ်တာပဲဖြစ်တင်ယူမှုတစ်ခုလုပ်တာပဲဖြစ်ကျမအကျိုးစီးပွားကိုကျမကြည့်တယ်လीအကျိုးစီးပွားမကြည့်ဘဲနဲ့တော့ဘယ်ဟောင်မှ မလုပ်လိုက်ဘူးပြီးတော့မှလည်းဟာငါအချိန်လေးပေးလိုက်ပြီဘာမှမရလိုက်ပါလားလို့နောင်တလည်းမရဘူးပေါ့နော်အဲဒါကြောင့်မလို့ဆိုတော့အော်တဖက်လူမှလည်းကိုယ့်စီရသူလိုချင်တဲ့ဟာရှိလိမ့်မယ် That's fair အဲ့ဒါ fair ဖြစ်တယ်အဲ့ဒါဟာဟိုသူ့ကိုတကူကောင်းဆန်တယ်လို့ဆွဆွဲရမယ်ကိစ္စမဟုတ်ဘူးဆိုတော့တဖက်လူကကိုယ့်စီကိုဘာလိုချင်လို့လာရလဲလို့သိတဲ့အခါကျရင်လေသူနဲ့သူ့ရဲ့ဒီကိုဟိုဟာပေါ့နော်သူလိုချင်တဲ့ဟာကိုပေးနိုင်ခြင်းအပြင်သူစီကလည်းကိုလိုချင်တဲ့ဟာပြန်ရမှာပေါ့ဆိုလိုချင်တာဆိုတော့ အဲ့ဒါအဲ့အတွက်လည်းအရေးကောင်းတယ်လို့နောက်တစ်ခုကကိုကိုတိုင်ရဲ့ emotion management မှာလည်းအဲ့ဒါကအရန်ကောင်းစေတယ်အရန်ကောင်းစေရယ်ပေါ့နော်အမ်ဟိုတအားကြီးတချို့နေရာတွေမှာ attach ဖြစ်သွားပြီးတော့မလိုအပ်တဲ့ expectation တွေအဲ့ဒီလူစီမှာထားတာမျိုးမဖြစ်တော့ဘူးဆိုတော့လွန်ခဲ့တဲ့နှစ်တော်ကိုကြာသွားတဲ့အချိန်တုန်းကကျွန်မတငယ်ချင်းတယောက်နဲ့ပြောကြတဲ့ conversation တစ်ခုကျွန်မပြောပြမယ်ပေါ့နော်ဆိုတော့ဒီတငယ်ချင်းက သဘောကောင်းတယ်။ယုံလဲယုံလွယ်တာပေါ့နော်။တယောက်ယောက်နဲ့ပတ်သက်ကြပြီဆိုရင်တကားမရှိဒါမရှိအဆုံးထိပတ်သက်ပြလိုက်တဲ့လူမျိုးပေါ့။ကြားပါဆိုကျမတငယ်ချင်းရဲ့နာမည်ကဣဆိုပါဆို။သူ့ရဲ့တငယ်ချင်းတခြားကောင်မလေးတယောက်ကိုနော်ဒီတငယ်ချင်းကလည်း main ကလေးပဲပေါ့။ကောင်မလေးတယောက်ကိုနေရနေလာပြီးတော့ရန်ကုန်မှာနေစရာဘာညာတိတ်ပြီးတော့ဆင်မပြေလို့ဆိုပြီးတော့သူ့အိမ်ပေါ်ကိုခေါ်တင်ထားတယ်။ဒီလို ရင်နှီးသွားကြတယ်တငယ်ချင်းတွေကတယောက်ပဲအဆင်မပြေဘူးပြောလို့အိမ်မခေါ်ထားတယ်ပေါ့ဆိုတော့ဒီကောင်မလေးကရန်ကုန်လာတာသူ့မှာသင်တန်းနေပါတွေတက်မယ်ဒီလိုမျိုးလာတာပေါ့နော်ဆိုတော့ तू ကလည်းဒါသူ့အတွက်အဆင်ပြေတယ်ဆိုတော့တငယ်ချင်းကအိမ်လာနေလို့ခေါ်တဲ့အခါ तू လည်းသွားနေတယ်အဲ့တော့ तू ကသူ့တက်ဆရာရှိတဲ့သင်တန်းတွေတက်တယ်အဲ့လိုသင်တန်းတွေတက်နေရင်လည်း तू ကရီးစားရသွားတယ် ရီးစားရွားတော့ရီးစားရွားရဲဆိုတဲ့တဘာဝကိုလည်းနားလည်ကြလိမ့်မယ်ပေါ့ main key တယောက်ကရီးစားရွားရဲဆိုရင်အဲ့ရီးစားနဲ့အပြင်ထွက်တယ်ဆိုတဲ့ကိစ္စကြီးရှိလာမယ်စနေတနင်္ဂနွေကြီးဆိုရင်ဒါရီးစားနဲ့အပြင်ထွက်မယ်ပေါ့နော်ကျန်တဲ့ရက်တွေမှာကြောင်းတက်မယ်ဒီလိုမျိုးပေါ့သူအချိန်ကအရင်တော့အဆအဆတုန်းကတော့တငယ်ချင်းနဲ့ပို့ပြီးတော့နေဖြစ်တယ်အိမ်မှာချက်စားကြရတယ်ဟာဒီကျမရဲ့တငယ်ချင်းဤရလဲသူအပေါင်းနဲ့အသင်းနဲ့အဲ့လိုတယုံယုံနေရတာကိုကြိုက်တဲ့လူမျိုးပေါ့ဒါကြောင့်မလို့လဲဒီတငယ်ချင်းကိုသူကအိမ်အိမ်မှာလာနေဖို့အတွက်သူခေါ်လိုက်တာလीနော် အဖော်အပေါင်းရကျင်တာပေါ့လေနော်အဲအဲ့လိုမျိုး तू ကလည်းသူ့အတွက်ဒါကြည်ပြီးတော့ခေါ်လိုက်တာပဲအဲ့တော့ဟိုကောင်မလေးကလည်းဒါသူ့အတွက်အဆင်ပြေတယ်အဆင်ပြေတယ်ဆိုတော့ဆောက်ဆချင်းမှာတော့သူတို့တော်တော်လေးအဆင်ပြေကြအဖော်ရတယ်ပေါ့လေနော် तू လည်းသူ့ကသူကြောင်းသွားတက်အိမ်ပြန်လာလို့ရှိရင်ကျမတငယ်ချင်းကလည်းဆိုင်ရောင်းနေပေါ့နော်ဆိုင်ရောင်းပြန်လာရင်သူတို့ဒါ TV တွေပါတွေကြည့်ကြတယ်ထမင်းချက်စားကြတယ်အာကောင်းတာပေါ့နော်အဆင်ပြေတယ်ပေါ့ဒါပေမဲ့ဟိုကောင်မလေးကဗီဇာလည်းရလည်းရွာရောအိမ်မှာတိတ်အိမ်မကတ်တော့ဘူး အဲအပြင်သွားတာများတယ်ပြီးတော့သူထားလိုက်တဲ့ရည်စားကလည်းသူ့ထက်တော်တော်လေးဟိုပတ်စံရှိတဲ့အတိုင်းဝိုင်းကနေလာတယ်ဆိုတော့ကောင်မလေးကနည်းနည်း overwhelm ဖြစ်တယ်ပေါ့ဒီကောင်လေးရဲ့အပေါင်းအသင်းတွေနဲ့သူ့ရဲ့ဒီမိသားစုထဲမှာဝန်ဆန်းအောင်အတွက်သူ့မှာပညာတွေပိုတက်အောင်သင်ရမယ်သူပို smart ဖြစ်အောင်လုပ်ရမယ်ဒါမျိုးတွေနဲ့ तू ကအဲ့ဒီအပိုင်းကိုပို excite ဖြစ်ပြီးတော့ဟိုပို့ပြီးတော့ तू စူးစမ်းရတယ်ပေါ့လေနော်ပို့စူးစမ်းရတယ်ဆိုတော့ ဒီအိမ်မှာတငယ်ချင်းနဲ့ဟန်းောက်လို့ဖို့ကိစ္စသူအိတ်အိမ်ဆိုင်မဖြစ်တော့ဘူးပေါ့နော်အဲ့မှာသူတို့တယောက်နဲ့တယောက်နဲ့မကြည်တဲ့ကိစ္စတွေဖြစ်လာတာပေါ့ဟိုကလည်းဒါသူ့ဘဲကိုပဲကြည်မာလားအဲအဲ့ဒါမျိုးပေါ့နော်ဒီကလည်းပြောရရင်ဘာဘာဖြစ်နေရလဲပေါ့နော်အဲဒါ तू က तू life နဲ့ तू go on ဖြစ်တာ ਉਹ ဆိုတော့အဲ့မှာကျွန်မတငယ်ချင်းကအာကျွန်မတို့ကဒါရင်လာဖွင့်နေပေါ့လေလူတွေကဟို ကူညီလိုက်တဲ့ဟာမမြင်ဘူးပေါ့သူ့ရဲ့ဒီမေတ္တာစေတနာကိုမမြင်ဘူးဆိုတဲ့သဘောမျိုးသူကဖြစ်တယ်ပေါ့ဆိုတော့ကျမကသူတို့နှစ်ဖက်လုံးကိုနားလဲတယ်ပြီးတော့နှစ်ယောက်လုံးမှားတယ်လို့ကျမမထင်ဘူးပေါ့ဒီနေရာမှာဘာလိုအပ်သွားလဲဆိုတော့ခုနကကျမပြောတဲ့ best interest ပေါ့နော်အဲ့ interest လိုအပ်သွားတာအဲ့ interest ကိုမသိတဲ့အတွက်ကြောင့်မလို့ expectation ကို manage မလုပ်နိုင်လို့ clash ဖြစ်ကြတဲ့သဘောပေါ့နှစ်ဖက်လုံးကအဲ့ဒီဟာကိုတစ်ချက်တီးဖို့လိုတာဆိုတော့အဲ့ example မှာကျမ ဟိုပြောချင်တာပေါ့ကျမတငယ်ချင်း E ကသူ့ရဲ့ interest ကပေါင်းသင်းမှတ်တယ်เนาะသူနဲ့အမြဲတမ်းအချိန်ပြည့်နေပေးမယ့်အပေါင်းအသင်းသူလိုချင်တာပေါ့သူ့မှာသူ့ဆိုင်နဲ့ဗာနဲ့သူ့ငွေကြေးလေးနဲ့တော့သူအဆင်ပြေတယ်ဆိုတော့ဒါသူအပေါင်းအသင်းကိုအမြဲတမ်းသူကထိုးလို့ချင်တယ်တယောက်တည်းမနေချင်တာပေါ့ဆိုတော့ဒီအတွက်ကိုဒီမှာအပေါင်းအသင်းလဲရမယ်သူ့လည်းသဘောကျတယ်ဆိုတော့လာလေးအိမ်မနေလိုက်လေဒါအိမ်ခန်းခါတွေပါလေတက်တာဝါမယ်နင့်တော်လည်းအဆင်ပြေတယ်เนาะငါလည်းအဖို့ရတယ်ဒီလိုတွေးလိုက်တာပေါ့ ဒါပေမဲ့တစ်ဖက်ကနားလဲရမှာကဒီကောင်မလေးကနေရနေရန်ကုန်ကိုတက်လာတာငိုတဲ့ကတင်တန်းတက်မလို့လာတာအဲ့တော့လက်ရှိမှာသူတက်နေတဲ့တင်တန်းကတစ်ခုပဲထားပါတော့ဒီတစ်ခုပဲတက်နေရမှန်ပေမဲ့သူ့ career ဘယ်သွားမလဲဆိုတော့သိပြီးနောက်ပိုင်းမှာသူကဒီထက်ပိုပြီးတော့လဲတခြားတင်တန်းတွေတက်လာနိုင်တာပဲသူ့ရဲ့ရည်ရွယ်ချက်ကိုယ်တိုင်ကရန်ကုန်လာတာတငယ်ချင်းနဲ့ဟန်းအောင်လုပ်ဖို့လာတာမဟုတ်ဘူးသူ့ဘဝအတွက်စူးစမ်းဖို့ဆိုပြီးတော့လာတာဒါကြောင့်မလို့သူ့ရဲ့အချိန်ဒီဒီထက်ပိုပြီးတော့လဲသူ့ career မှာနောက်ပိုင်းမှာ invest လုပ်တာဒီဖြစ်နိုင်ခြေရှိရဲဆိုတော့ဒီတစ်ဖက်ကတငယ်ချင်းရဲ့ interest ကိုနားလည်ရမှာပေါ့နော်အဲ့တစ်ချက်ကိုနားလည်ရမှာပေါ့ဒီလူကငါနဲ့အမြဲတမ်းအတူတူနေမဲ့လူမဟုတ်ငါထားတဲ့နေရာမှာနေမဲ့လူမဟုတ်ဘူးသူကဒီသဘောတရားကိုသိရမှာပေါ့နော်အဲ့တစ်ခုလွတ်သွားတာအဲ့တစ်ခုလွတ်သွားတာဖြစ်ဖြစ်တယ်လို့နောက်ထပ်အာသူနည်းနည်းလေးကိုကိုကိုတစ်ချက်နားလည်ဖို့လိုတဲ့တခြားအချက်တစ်ခုကပါလဲဆိုတော့ ဒီကောင်မလေးကိုကိုယ့်အိမ်မှာနေဖို့ခေါ်တဲ့ဥစ္စာအလဲသူ့ရဲ့ best interest ကစေတနာနဲ့မေတ္တာနဲ့တငယ်ချင်းကောင်းဆိုတဲ့ဥစ္စာက တခုဖြစ်တယ်လို့သူ့ရဲ့ interest ကသူလည်းပဲအိမ်မှာအဖို့လူကျင်တယ်အပေါင်းနဲ့အတင်းနဲ့ဆိုလို့ရှိရင်ကြိုက်တယ်ဒါကြောင့်မလို့သူကလည်းသူ့ရဲ့ပျော်ရွှင်မှုအတွက်ဒီလူကိုခေါ်လိုက်တာပဲ စေတနာမေတ္တာမပါဘူးလားပါတယ်တငယ်ချင်းမို့လို့ဒီလူကိုသဘောကျလို့သဘောမကျရင်တော့အိမ်ပေါ်ဘယ်သူမှတော့ဟိုဟာပေါ့နော်ခေါ်မတင်ဘူးသဘောကျလို့ခေါ်လိုက်တာလीဆိုတော့သဘောကျတယ်ကိုယ့်ရဲ့ interest ကကိုယ်လဲအဖော်လိုချင်လို့အထီးမကြံချင်ဘူးတရားရောက်ရှိနေချင်တယ်ဒါကြောင့်ခေါ်လိုက်တာ it's not all about စေတနာမေတ္တာပေါ့နော်အဲ့ဟာကိုတစ်ချက်သိဖို့လိုတာကိုယ့်ရဲ့ interest ကအဖော်လိုချင်တယ်အများနဲ့အိမ်မှာတငယ်ချင်းတယောက်ရှိချင်တယ်သူ့ရဲ့ interest ကရန်ကုန်မှာနေဖို့နေရာတစ်ခုတတ်တတ်တတ်တာနဲ့ လိုချင်တယ်ပေါ့အဆောင်မှာသွားနေလို့ရှိရင်ပေါင်းကနန်းလောက်ပေးပြီးတော့အဲ့ဒီအခန်း PC လေးထဲမှာနေရမယ်အခုကျတော့တငယ်ချင်းအင်ခန်းမှာလွတ်လွတ်လပ်လပ်နေရတယ်ချက်ပြုတ်စားတော့ရတယ် cost တွေအရင်တတ်တာတယ်ဒီတော့သူလည်းပဲသူလိုချင်တာဖြစ်တယ်ကိုလည်းကိုလိုချင်တာဖြစ်တယ်ဒီချိန်မှာတော့ဒီလိုတော့ဖြစ်ကြတယ်အဲ့ဒီ interest ကိုတစ်ချက်နားလဲဖို့လိုတာဒါမဲ့လူတွေကအားလုံးသူ့အနေနဲ့သူ grow ဖြစ်ကြတယ်နော်ကိုသားသမီးတော်မှကိုယ့်အိမ်မှာအမြန်ထားလို့နေရမှာမဟုတ်ဘူးအခုသူလည်းအဲ့သဘောမျိုးပဲပေါ့သူပို့ပြီးတော့စိတ်ဝင်စားစရာတွေ့လာတယ်ရည်စားရတဲ့အခါကျတော့သူ့ရဲ့ interest က ပြောင်းသွားတယ်ပေါ့နော်ဆိုတော့အဲ့မှာ तू က तू နာကျင်ရတယ်ပေါ့နော်အဲဒီဟိုဟာမဖြစ်ဘဲနဲ့အိမ်အေကိုကအဖော်လူကျင်လို့အိမ်မှာထားလိုက်ပေမဲ့အိမ်မှာလုံးဝမရှိဘဲနဲ့နောက်ကြမှာပြန်လာတာစနစ်နှင်းကြီးဆိုလဲအိမ်မှာလုံးဝမရှိဘူးဆိုလို့ရှင်ငါအနေနဲ့ဒီလူတယောက်ကိုအိမ်မှာထားရတာအာဘာအကျိုးရှိလဲဆိုတော့မိကွန်မျိုးဖြစ်လာတယ်ပေါ့နော်ဒီလိုပဲတဖက်ကဒီတငယ်ချင်းသူ့ရဲ့တငယ်ချင်းဆိုတဲ့ကောင်းမလေးရလဲပေါ့နော် तू ကလည်း तू နားလဲရမှာက ဘသူမဆိုကိုကိုအကူအညီတစ်ခုခုပေးတယ်ဆိုတဲ့အခါအဲ့ဒီအကူအညီကြီးချီနောင်မှုလုံးဝမပါပါဘူးလို့ပြောလို့မရဘူးအနေချင်းတော့ပါတယ်ကျမကကျမကိုတရားရအကူအညီပေးမယ်ဆိုရင်လဲကျမအဲ့ဒါကိုနားလည်အောင်အများတန်းစူးစမ်းလေးရှိရအများသောအဖြစ်တော့လူတွေကဒါတော့ဒါအကူအညီပေးလိုက်တာပါဒီလိုတော့ပြောကြတာပဲဒါမဲ့အဲ့ဒီအကူအညီမှာမျောလင်းချက်ဒီဘလောက်ထိနည်းနည်းနဲ့မြန်းမြန်းနဲ့ဒါပဲกว่าတယ်ပါတာတော့မျောလင်းချက်ကလေးနည်းနည်းတော့ပါတယ်အဲ့ဒါကိုလဲသဘောပေါက်ရမှာပေါ့အနည်းဆုံးတော့ ငါ့ကိုကျေးဇူးတင်စကားပြောပါ appreciate လုပ်ပါဆိုတဲ့မျှော်လင့်ချက်တိတိလေးပဲဖြစ်ဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးကိုကပေးနိုင်တဲ့မျှော်လင့်ချက်မျိုးဆိုရင်တော့ဒီအကူအညီကိုယူလိုက်တာကကောင်းတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူ့ရဲ့နောက်ွယ်မှာပါလာတဲ့မျှော်လင့်ချက်ကိုတချို့ကပွင့်ပွင့်လင်းလင်း communicate လုပ်တဲ့သူရှိတယ်တချို့ကျတော့အဲ့ဒါကိုပွင့်ပွင့်လင်းလင်း communicate မလုပ်ဘူးစေတနာနဲ့လုပ်ပေးတာပါလို့ပြောလိုက်တယ်ဒါပေမဲ့နောက်ွယ်မှာသူ့မှာချီနှောင်ထားရလေးပါတယ်အဲ့ဒါကိုသူကမပြောဘဲနဲ့ဒီအကူအညီကိုပေးလိုက်လို့ကိုကယူလိုက်မိတယ်ဆိုရင် ။နောက်ကြတော့မှလိုချင်တာကိုမပေးတဲ့အခါ clash တွေဖြစ်လာနိုင်တာမျိုးရှိတာကြောင့်ဘယ်အကူအညီပဲဖြစ်ဖြစ်ဘာလိုချင်တာလဲဆိုတဲ့အဥ္စာကို तू မပြောရင်လည်းကိုယ့်ဘက်ကတည်အောင်စူးစမ်းပြီးမှအဲ့ဒီအကူအညီကိုယူတယ်။လိုအပ်မှပေါ့နော်ယူတယ်မဟုတ်လို့ရှိရင်အလကားရတိုင်းအကုန်လုံးမယူအလကားရတဲ့ဟာတိုင်းမှနောက်မှတစ်ခုခုလေးတော့ပါတယ်အဲ့တခုခုလေးဟာကိုပေးနိုင်တဲ့ဟာဖြစ်တယ်မျှတတယ်ကိုရရတဲ့သူ့ကိုပြန်ပေးရတဲ့ဟာနဲ့ fair ဖြစ်တယ်ဆိုလို့ရှိရင် go for it အဲ့တဘောပေါ့ ဆိုတော့အခုနကကိစ္စမှာလဲပေါ့နော်အခု e နဲ့အခုနကဒီကောင်းမှာလေး ਨੇ ဟာတယောက်နဲ့တယောက်ရဲ့ expectation management ကိုလိုကြတာပေါ့အခုဒီကောင်းမလေးဘက်ကဆိုလို့ရှင်လဲဟာအခုကြီးလာပေးတယ်အာအိမ်ပေါ်မှာလာနေလို့ပြောရင်နေလိုက်တယ်အဲ့နေလိုက်တဲ့အတွက်ကြောင့်မလို့ငါတငယ်ချင်းဒီငါစီကဘာလိုချင်တာလဲအဲ့လိုချင်တဲ့အချက်ကောငါကပေးနိုင်လားအမြဲတမ်းပေးနိုင်လားမပေးနိုင်တော့ဘူးဆိုတဲ့အခါကျရင်ငါသူနဲ့စကားဘယ်လိုပြောရင်ကောင်းမလဲအနည်းဆုံးတော့စကားပြောရမှာပေါ့နော် အေးဤငါတော့ဒါကြီးစားရသွားတဲ့အတွက်ကြောင့်မလို့ तू ကလည်းသူ့ကိုအချိန်ပေးတာသဘောကျတော့ငါအိမ်မှာတိတ်ပြီးတော့နေဖြစ်တော့မှာမဟုတ်ဘူးနင်းအဆင်ပြေရလားအဆင်မပြေဘူးဆိုငါဘယ်လိုလုပ်ပေးရမလဲစသဖြင့်အဲ့ conversation ကိုလုပ်ဖို့လိုတာပေါ့မလုပ်တဲ့အခါကျတော့ဟိုဘက်ကလည်းတအုံနှွေးနှွေးဒီဘက်ကလည်းဘာဖြစ်နေရလဲသူ့မျက်နှာဟာဆိုတာမျိုး clash တွေဖြစ်ကြတာပေါ့ဆိုတော့ဒီဥစ္စာအဲ့ဒါ best interest ရဲ့အကြောင်းပါအဲ့ဒီသဘောတရားကိုနားလဲရင်ခုနကကျမတငယ်ချင်းဤနေရာမှာဆိုရင်လည်း တငယ်ချင်းကနော်တစ်ဖက်ကသူကဲတင်ထားတယ်ဆိုတော့သူတငယ်ချင်းကကိုပေါ်မှာကိုထားတဲ့စိတ်စေတနာမျိုးမထားပါလားငါကတော့သူ့ကိုစေတနာနဲ့ဟိုဟာဖြစ်ပြီးတော့အိမ်မော်ခေါ်တင်ထားရတာဒါပေမဲ့လည်းငါ့ပုံမကြည့်ပေးပါလားဒီလိုဟာမျိုးတွေဖြစ်မလာဘူးပေါ့အဲ့ဒီအဲ့ဒီစိတ်ခံစားချက်ကတော်တော်လေးဆိုးတာပေါ့နော်သူ့အတွက်ကအိမ်ဒီအိမ်ပေါ်မှာလူတယောက်ခေါ်တင်ထားတာသူ့အတွက်တိတ်ပြီးတော့ cost အပြင်တိတ်ပြဿနာရှိတဲ့လူမျိုးမဟုတ်ဘူးဒါပေမဲ့အဓိကပတ်စံထက်ကိုဒီနေရာမှာစိတ်ပေါ့ तू ကပို့ပြီးတော့အဲ relationship ကိုတအားတန်မိုးထားတဲ့ friendship ကိုအရန်လိုအပ်တတ်တဲ့လူမျိုးဖြစ်နေတော့အဲ့ဒီစိတ်ကဟိုဘက်ကိုလည်းဖွင့်မပြောဘဲနဲ့ तू ဒီဘက်မှာငါလုတ်ပေးပေမဲ့ငါလုတ်ပေးတဲ့လောက်ပြန်မရဘူးဆိုတဲ့ဟာကိုဖြစ်နေရတယ်ပေါ့နော်လုတ်ပေးတဲ့လောက်ကိုကကောင်းပေးတဲ့လောက်ပြန်မလာပါလားဒီလိုမျိုးဖြစ်ရတယ်ပေါ့ဆိုတော့ကျမစီကိုဒီ comment တွေပို့ပေးကြရင် message တွေပို့ကြရင် အဲ့ဒီစကားအရန်တွေ့ရတယ်လူတွေပေါ်မှာကောင်းတဲ့လောက်ကောင်းလိုက်ပါတယ်လှုပ်ပေးတဲ့လောက်လှုပ်ပေးလိုက်ပါတယ်အကောင်းဆုံးပေးလိုက်ပင်မဲ့ပေးတိုင်းပြန်မရပါလားအဲ့ဒီလိုမျိုးဖြစ်တဲ့အခါသင်ကပါပဲကိုယ့်ရဲ့ best interest ကဘာလဲကိုယ့်အကူသေးကြလားသူ့ best interest ကရောဘာလဲကိုယ့်အကူသေးကြလားအဲ့ဒါကိုကြည့်ပါလူတယောက်ကိုပေးတဲ့အခါအဲ့ဒီပေးတာရဲ့နောက်ွယ်မှာကို့မှာလဲလိုအပ်တာတစ်ခုခုလိုချင်တာတစ်ခုခုကရှိပါတယ် it's not all about စိတ်တည်စေတနာတွေတခုတည်းမဟုတ်ပါဘူးစိတ်စေတနာမပါဘူးလို့ပြောတာမဟုတ်ဘူးပါတယ်အခြားလူကိုဖွင့်မပြောရင်တော့ကိုဟာကို reflect လုပ်ကြည့်လို့ရတယ်ကိုသူ့ကိုပေးလိုက်တယ်ဆိုတဲ့အရာထဲမှာနောက်ွယ်မှာကိုလည်းလိုချင်တာပါတယ်အဲ့တော့ဒါကလည်းကိုဟာကိုနားလည်ဖို့လိုတာတခုဖြစ်တယ်လို့ကိုပေးလိုက်တဲ့သူကရော သူ့ရဲ့ interest ကဘာလဲဆိုတာကိုသိချင်းဟာပို့အရေးကြီးတဲ့အချက်ဖြစ်တယ် အဲ့ဒီအရာကိုသိလို့ရှိရင် तू ကကိုပေးတာကိုမျက်ခနဲ့ယူပြီးတော့ကိုစီကပြေးမဲ့လူလားကိုကိုပြန်ပေးမဲ့လူလားကိုကိုပြန်ပေးမဲ့ရမယ်ဆိုရင်လဲကိုဘာလို့ခြင်းလဲ तू ကတီရောတီရက်လားမတီဘူးဆိုလို့ရှိရင်သူ့ကိုစပေးတဲ့က तू တီအောင်လုံးပါလားဒါတွေဟာအဲ့ဒါဟာ expectation management လဲဖြစ်တယ်လို့နောက်တစ်ဆင့်အနေနဲ့ communicate ဘယ်လိုလုပ်မလဲဆိုတော့အချက်လဲဖြစ်ပါတယ်ဒီနေ့ပြောခြင်းတဲ့အကြောင်းအရာလေးကတော့အဲ့ဒါလေးပါ just think about it ပြီးတော့ကိုယ့်စီမှာအဲ့လိုမျိုးအတွေ့အကြုံရှိရဆိုရင်လည်း comment ထဲမှာရေးခဲ့ပေးပါအာအခုဒီဗီဒီယိုမှာကျွန်မ announce လုပ်မဲ့ဟာနှစ်ခုရှိပါတယ်ကျွန်မရဲ့အစီအစဉ်နှစ်ခုပေါ့နော်ပထမတစ်ခုကတော့ကျွန်မ one to one coaching နေလုပ်နေပါတယ်ဂျွန်လအတွက်မှာကျွန်မစီမှာ6 spot လောက်ကြံ့နေသေးရပေါ့နော်6ချိန်လောက်ကြံ့နေသေးရဂျွန်လနှောင်းပိုင်းနေဖြစ်ဖို့များပါတယ်ဂျွန်လဒီလလဲအထီးကအချိန်တွေတော်တော်များများပြည့်သွားပါပြီစိတ်ဝင်စားရဲဆိုရင်ကျွန်မရဲ့လုပ်ငန်း page ဖြစ်တဲ့ tuma coaching facebook page နဲ့ Telegram channel တွေကိုဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါတယ်။ကိုချင်းလုံးလို့ရတဲ့ခေါင်းစဉ်က၃ခုရှိပါတယ်။တစ်ခုကတော့ career and confidence ပေါ့နော်။ career နဲ့ပတ်သက်ပြီးတော့ဟိုရွေးချယ်ဖို့အတွက်ဝေဝါးနေတာတို့ confidence မရှိတာတို့ဒီဟာမှာအာကိုစီမှာရှိတဲ့ blog တစ်ခုခုရှိတယ်ဆိုရင်လည်းပြန်ဖြီလို့ရအောင်အတွက်ဆွေးနွေးတဲ့အပိုင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ communication မှာ personal and professional communication ပေါ့နော်။ဒီနေရာမှာအကယ်၍များကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်နဲ့အထက်လူကြီးနဲ့သို့မဟုတ်ဖဲနဲ့ မိသားစုဝင်ရည်စားစသဖြင့်ဘလို့နေရာမှာပဲဖြစ်ဖြစ်တယောက်ယောက်နဲ့အဆင်မပြေတာရှိရင်ဒီ session ကအဲ့ဒါအဲ့အတွက်ဖြစ်ပါတယ်။သို့မဟုတ်ရင်လည်းရေဘူးရအားဖြင့် communicate လုပ်တဲ့နေရာမှာစကားပြောဖို့အထွက်ခတ်တာတခုခုကို block ဖြစ်နေတာစသဖြင့်ဒီတောင်းကိုလည်းပြောလို့ရတယ် communication ခေါင်းစဉ်အောက်မှာအကျုံးဝင်တဲ့ topic ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ personal branding ဖြစ်ပါတယ်ဗျနော်ကိုယ့်ရဲ့ personal brand ကိုတိဆောက်ခြင်းတဲ့အခါကိုယ့်ရဲ့ niche ကိုဘယ်လိုရှာမလဲဘယ်လိုလုပ်မလဲပေါ့အဲ့ဒီအပိုင်းပေါ့လောလောဆယ်မှာတော့ကျမအတွေ့အကြုံရကျမရှေ့မှာ မေလတုန်းကလည်း session ဟိုတတုတ် run ခဲ့တယ်အခုဒါဂျွန်လတတုတ်ပေါ့နော်အားလုံးထဲမှာ popular ဖြစ်ဆုံးကတော့ personal brand ဆိုတာကိုတော့တွေ့နေရတယ်ပေါ့နော်ဒါကတော့ကျွန်မရဲ့ data လေးကိုပြောပြတာပါဒါကတခုပေါ့ဒုတိယတခုကဇူလိုင်လ19/20မှာ value proposition ဆိုတဲ့ course လေးလာပါမယ်အဲ့ဒီ crafting powerful value proposition ပေါ့နော်ဇူလိုင်လထဲမှာ register လုပ်မယ်ဆိုရင်တသိန်း8000နဲ့ register လုပ်ရပါမယ်အခုဒီဂျွန်လအတွင်းမှာလုပ်မယ်ဆိုရင်တော့တသိန်း6000 2000 discounted ရမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားလိုက်ဆိုရင်အဲ့ဒါလေးကိုလည်း register လုပ်ဖို့ကျမတင်းကိုဆက်သွယ်လို့ရတယ်အခုလိုဗီဒီယိုတွေနဲ့အမြဲတမ်းလာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့ Tuma Coaching YouTube Channel လေးကို subscribe လုပ်ထားလို့ရတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် thumb up like ပေးခဲ့ပေးပါသဘောကျမဲ့မိတ်ဆွေတငယ်ချင်းတွေရှိတယ်ဆိုရင်လည်း share ပေးလို့ရပါတယ်နောက်ပတ်မှာပြန်တွေ့ကြမယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်